ကဲကြည့်ခလေးတွေကို လမ်းမရောက်အောင်ဆွဲခေါ်နေတာနော်လက်ဦးဆရာမိထိုက်စွာ ပုပ္ပစရိယမိနဲ့ဖားတဲ့ဘဲဆရာတွေဘလောက်ပဲအတင်ပြကောင်းနေပါစေအဲ့ဒီအတင်ပြကောင်းပါတယ်ဆိုတဲ့ဆရာတွေဟာခလေးတွေနဲ့နောက်မှတွေ့တာပါခလေးတွေနဲ့အရင်ဆုံးတွေ့ရတာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်ခလေးတွေရဲ့လက်ဦးဆရာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်အဲ့ဒီလိုမိဘတွေဟာ ကလေးတွေရဲ့လက်ဦးစရာတွေဖြစ်တဲ့အတွက်ကလေးတွေလမ်းမမရောက်အောင်မိဘတွေအနေနဲ့ကောင်းတာတွေကိုချပြပြီးတုံတင် ဆုံးမပေးရမှာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်ကလေးတွေလမ်းမမရောက်အောင်တုံတင်ဆုံးမပေးခြင်းမရှိပဲကလေးတွေကိုအယူမှားအောင်လမ်းမခေါ်ဆောင်သွားတာဟာကလေးတွေရဲ့တန်တားမှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကိုတပ်ပြက်တာပဲဖြစ်ပါတယ်နောက်ပြီးကလေးတွေဆိုတာဟာနိုင်ငံနဲ့သာသနာအတွက် ကောင်းကျိုးကိုတည်ဆောင်မဲ့မျိုးဆက်သစ်တွေဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆက်သစ်ကလေးတွေကိုအယူမှားအောင် လုပ်တာဟာနိုင်ငံအကျိုးနဲ့သာသနာအကျိုးကိုတပ်ပြစ်တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ဦးဆရာများဖြစ်ကြတဲ့မိဘနှစ်ပါးရော ကလေးတွေကိုတုံသင် ဆုံးမပေးနေတဲ့ဆရာသမားတွေရောနိုင်ငံရဲ့အကျိုးနဲ့သာသနာရဲ့အကျိုးကိုတပ်ပြစ်တဲ့လူတွေမဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ်เนาะ